ပြီးခဲ့တဲ့စနေနေ့က Okinawa ကျွန်းစုတွေနားမှာတရုတ်ရဲ့ရေတပ်လီရင်တင်မော်လျောင်နှင်းပေါ်ကနေပြန်တက်လာတဲ့ G15 တိုက်လီရင်တွေဟာဂျပန်စစ်လီရင်တွေကိုရေဒါနဲ့ချိန်ရွယ်ခဲ့တယ်လို့ဂျပန်ဆိုရကတနင်္ဂနွေနေ့မှာထုတ်ပြန်ပါတယ်စစ်ဘက်ဆိုင်ရာမှာလီရင်စည်းကိုရေဒါနဲ့ချိန်ရွယ်တယ်ဆိုတာပြစ်ခတ်ဖို့နောက်ဆုံးအဆင့်ပြင်ဆင်တာမျိုးဖြစ်လို့ဒါဟာစစ်ပွဲစတင်မဲ့အပြုဘူးလို့ယူဆနိုင်ပါတယ်ဂျပန်ဝန်ကြီးချုပ်တာကာယီချီကဒီလောက်ရဟာ ဝီကင်းလုံခြုံရေးစီမင်းတွေကိုကြော်လွန်ပြီးအလွန်အန္တရာယ်များတဲ့လုပ်ရဖြစ်တယ်လို့ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့လို့တရုတ်ဘက်ကလည်းကန့်ကွက်စွာပို့ထားတယ်လို့ဆိုပါတယ်ဂျပန်ကာကွယ်ရေးဝန်ကြီးကလည်းဒေတာတွင်းငင်းချင်းအတွက်တည်တည်ငြိမ်ငြိမ်နဲ့ပြည့်ပြတ်သားသားတုံ့ပြန်သွားမယ်လို့ပြောပါတယ်တရုတ်ဘက်ကတော့ဒီဆွဆွဲချက်ကိုပယ်ချလိုက်ပါတယ်တရုတ်ရေတပ်ဗိုလ်မှူးကြီးဝမ်ရှူမန်ကတရုတ်ရေတပ်လေ့ကျင့်ရေးလုပ်နေတဲ့အချိန်မှာဂျပန်လေယာဉ်တွေကသာချင်းချင်းနှိကပ်ပြန်တမ်းပြီးလာရောက်နှောက်ယှက်ခဲ့တာဖြစ်တယ်ဂျပန်နေနဲ့ဒီလိုရန်စရာတွေကိုရက်တန်းကရက်ပါလို့ပြန်လဲသတိပေးလိုက်ပါတယ် ဒီတင်မှတ်မှုတွေနောက်ွယ်မှာထိုင်ဝမ်ရေကဒီကပါဝင်နေပါတယ်ဂျပန်ဝန်ကြီးချုပ်တာကာယီချီကထိုင်ဝမ်ကိုတရုတ်ကတိုက်ခိုက်ရင်ဂျပန်ကဝင်ပါမယ်လို့ပြောခဲ့ပြီးနောက်ပိုင်းဆက်ဆံရေးတွေအေးဆက်နေတာပါတစ်ဖက်မှာလည်းအမေရိကန်သမ္မတဒေါ်နယ်ထရပ်ဟာလာမယ့်နှစ်မှာတရုတ်နဲ့ကုန်သွယ်ရေးဆွေးနွေးဖို့ရှိတာမို့ဂျပန်ဝန်ကြီးချုပ်ကိုအချိန်မီမတင်းမအောင်တင်ဖို့ဖုံးဆက်ပြောဆိုထားတယ်လို့သတင်းရင်းမြစ်တွေကဆိုပါတယ်ဒါပေမဲ့ဂျပန်ဆိုင်ရာအမေရိကန်တာဘက်ကတော့ဂျပန်ဘက်ကယက်တီချောင်းလူမှုကွန်ရက်မှာရေးသားထားပါတယ်လက်ရှိမှာတော့ဩစတြေးလျကောက်ဝေးဝင်ကြီးကတူဂျိုကိုရောက်နေပြီး ပြုတ်ရဲ့လှုပ်ရက်ပေါ်အထူးစိုးရင်ကြောင့်ဂျပန်နဲ့တူရက်တွေမြဲအကြောင်းပြောကြားခဲ့ပါတယ်။ပြုတ်ဘက်ကတော့ထိုင်ဝမ်ရေလက်ကြားနဲ့အရှေ့အာရှရေပြင်မှာစစ်သင်္ဘောအစီးတရာကျော်ဖြန့်ကျက်ထားပြီးအင်အားပြနေပါတယ်။ဘေကျင်းကတော့သူ့နိုင်ငံသားတွေကိုဂျပန်ခီးမသွားဖို့တတိပေးထားတယ်လို့ဂျပန်ပင်လယ်စာတင်သွင်းမဲ့အစီအစဉ်ကိုလည်းရက်ဆိုင်လိုက်ပါပြီ။ထိုင်ဝမ်နဲ့မိုင်80လောက်ပဲဝေးတဲ့ဂျပန်ပိုင်နက်တွေနားမှာဂူလိုရေဒါချိန်ရွယ်မှုတွေဖြစ်လာတာဟာအာရှပစိဖိတ်ဒေသအတွက်စိုးရင်စရာဖြစ်နေပါတယ်။